ားလုံးပဲမင်္ဂလာပါခင်ဗျာအခုပြပြတင်ဆက်ပေးမယ်ပရာလောကဖြစ်မဲ့အကြောင်းအရာကတော့မတင်ဆက်မပေးရတာလည်းအတော်ကြာပြီဖြစ်တယ်ဆရာမောပလာရဲ့ပြောကကုသတဲ့ဗျူလေးကိုအသာပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီဖြစ်မဲ့အကြောင်းအရာလေးကလည်းအရန်ကူမှာစိတ်ဝင်စားစရာကောင်းတယ်ပရာလောကဖြစ်မဲ့တခုလည်းဖြစ်တယ်ဗျာအဲဒီနေ့ဆရာမောပလာတို့တွားရောက်ကုသပေးရမယ်မျိုးနယ်ကတော့ပူလီလန်မျိုးနယ်ကစင်မျိုးကိုတွားရောက်ပြီးတော့ကုသပေးရမှာဖြစ်ပါတယ် ကစင်မျိုးမှာနေတဲ့မင်းလို့အမည်ရတဲ့ဒီမျိုးသားတယောက်ကသူ့ရဲ့အမိဖြစ်တဲ့သူဟာတရက်တစ်စီပြုကတ်မှုကိုခံစားနေရပြီးတဲ့မူမှန်တဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရလို့ဆီယမ်မော်ဘလာကိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်တဲ့ဆီယမ်မော်ဘလာတို့ရဲ့ဒီအဖွဲ့အစည်းတွေကပေါ့နော်မင်းဆိုတဲ့ဒီအမျိုးသားကိုအရင်ဆုံးသွားရောက်ပြီးတော့အင်တာဗျူးတာပေါ့နော်သူ့ရဲ့အမိနဲ့ကိစ္စနဲ့ပတ်သက်မေးမြန်းကြည့်တဲ့အခါမှာမင်းရဲ့ဒီပြောပြချက်အရာအမိရဲ့အသက်ကတော့80နှစ်ရှိပြီတဲ့ အမေတို့မျိုးရိုးကွာပေါ့နော်လက်ကတော်မျိုးရိုးလည်းဖြစ်တယ်တဲ့အမေဖြစ်တဲ့သူကတရေတစေပုက္ကတာကိုခန်းစားနေရတာအတော်ကိုဟိုကြာပြီပေါ့နော်ခါတိုင်းကြာတယ်ဆိုပေမဲ့အဲတော်လေးကြာမှတခါတခါဝင်ပူလာမျိုးတွေဖြစ်တာပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ခက်ဆက်ဆိတ်အနေနဲ့တော်တော်ဆူဆူဝါးဝါးကိုပုက္ကတ်မှုလေးဖြစ်လာတယ်တဲ့ပြီးတော့ပေါ့နော်ဟိုအိမ်ထဲမှာဆိုရင်ညနေပြီဆိုလို့ရှိရင်ကလေးငယ်လေး စော်ကစားတဲ့အတန်တွေကိုလည်းကြားရတယ်တဲ့။နောက်ကတော့မျိုးရိုးလည်းဖြစ်တော့ပေါ့နော်။ပူဇော်ပါသထားတဲ့နှက်တွေကလည်းအခုအားလုံးမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်။ကုမထောင်နှက်တွေအပါအဝင်တခြားပူဇော်ပါသထားတဲ့နှက်တွေကလည်းအများကြီးရှိနေတယ်ပေါ့နော်။အဖွားရဲ့အိမ်မှာကုမထောင်ကတော့ကလေးနှက်ပေါ့နော်။ဒီကလေးနှက်ကတော့နေရာတကာမှာပါတယ်ပေါ့နော်။ပါလျာငပိကြက်တဲ့အကောင်ကြီး။ အခုဆိုလို့ရှိရင်အဖွားရဲ့အစီအစဉ်နောက်ပိုင်းမှာစိုးစိုးဝါးဝါပုတ်ကတ်မှုတွေဖြစ်လာတယ်ပုတ်ကတ်တဲ့အခါတိုင်းအဖွားရဲ့အပြောအဆိုတွေကကြမ်းတယ်ပေါ့နော်တယောက်ထဲတဲ့ဇကားတွေပြောတယ်တဲ့ညနေတဲ့အခါတွေမှာဆိုရင်အဖွားကတယောက်ထဲဇကားတွေပြောနေဒီတိုင်းသမီးတွေကမေးတယ်ပေါ့နော်အမေဘယ်သူတွေနဲ့ဇကားပြောနေလဲလို့မေးတဲ့အခါကျတော့အဖွားအဲ့ဒီအဖွားကဘာပြန်ပြောလဲဆိုတော့သူသားသမီးတွေကိုဒီလိုမမြင်ဘူးလားလေငါနားမှာပေါ့နော်ကလေးတွေကလူကြီးတွေရောအများကြီးပဲတဲ့ငါတို့တွေနဲ့ဇကားပြောနေတာပေါ့ဆိုပြီးတော့အဖွားကပြန်ပြီးတော့ဖြေတယ်တဲ့ ဆရာမော်ဘလာကိုဖိတ်ခေါ်လိုက်တယ်မင်းဆိုတဲ့ဒီအမျိုးသားပါပါဝင်သားသမီးတွေအားလုံးကလည်းအအဖွားရဲ့အခြေအနေပေါ့နော်တို့ရဲ့အမေအားတဲ့မူမှန်တဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့တို့အိမ်မှာပူဇော်ပါတာပြစ်ဖိတ်ထားတဲ့နေရုပ်တွေကြောင်ပဲလားအဲ့တော့ဒီတားဖြစ်တဲ့သူမေရဲ့ပြောပြချက်အရာဆိုရင် အမေအားတဲ့မိငယ်ဖြစ်တယ်တဲ့အဲအမေကအဖေကိုလည်းပေါ့နော်ဒီအောက်လဲပညာနဲ့ပြူစားပြီးတော့ယူထားတာတဲ့ အမေကအဖေကိုစစ်တဲ့စိတ်နဲ့ပဲပေါ့နော်အဲမရဲ့ကြီးကိုလည်းတဲ့အောင်လဲပညာနဲ့ပြူစားခဲ့တာမျိုးတွေရှိခဲ့ရဲ့တဲ့အမေတစ်ချိန်ကအဲ့လိုမျိုးအဲတခြားသူတွေကိုအောင်လဲနဲ့လှုပ်ခဲ့လို့လားမသိဘူးပေါ့နော်အခုအမေမူမှန်တဲ့အခြေအနေတွေနဲ့ပြန်လဲပြီးတော့ကြုံတွေ့နေရတာဟာကံကံကြီးအကျိုးကိုပြန်လဲပြီးတော့ခန်းစားနေရတာလားဆိုပြီးတော့လည်းအတွေးဝင်မိတယ်ဆိုပြီးတော့တားဖြစ်တဲ့မင်းကပြောပြတယ်ပေါ့နော်ဒီသားသမီးတွေကဒီဆီယမ်မိုဘလာဟိုစစ်စစ်ကုသား ခိုင်းတာဆိုတာကပေါ့နော်ဒီအမေရဲ့အသက်ကိုပေးလိုက်ရတာမျိုးတွေတော့မဖြစ်ချင်းမဖြစ်စေချင်ဘူးတဲ့ပုက္ကတာတွေထွက်သွားအောင်တော့လုပ်ပေးစေချင်တယ်ဆိုပြီးတော့လည်းတောင်းဆိုတယ်ပေါ့နော်မော်ပလာရောက်လာတဲ့အခါမှာဆိုလို့ရှိရင်အိမ်ထဲကိုဝင်လိုက်တဲ့အခါမှာဒီ all and all မျိုးတွေဖြစ်တဲ့မော်ပလာကအကဒီအဖွားရဲ့သားဖြစ်တဲ့သူမင်းကိုတွေ့တဲ့အခါမှာလည်းအ all and all မျိုးတွေဖြစ်တဲ့အဖွားရဲ့မြေဖြစ်တဲ့သူကိုတွေ့တဲ့အခါမှာလည်း all and all နဲ့အဖွားကိုမြေတွေ့တဲ့အခါမှာလည်း all and all မျိုးတွေဖြစ်တဲ့ဟောလာပြောလာဒီ၃ယောက်စလုံးမှာရှိနေတယ်တဲ့ အဲ့ထဲမှာအဖွားကတော့အဆိုးဆုံးပဲပေါ့နော်။ကြံတဲ့အဖွားရဲ့သားဖြစ်တဲ့သူမင်းနဲ့မိမလေးမှာတော့တဲ့မကောင်းဆိုးဝါးတွေပုတ်ကတ်ဖို့အတွက်ပေါ့နော်။အသည့်ရှိနေတဲ့အချိန်တွေတခုပဲတဲ့။ကန်နေချိန်နဲ့ပေါ့နော်။စိတ်အားငယ်တဲ့အချိန်တွေကိုဟိုသူတို့ကစောင့်နေတာပေါ့နော်။မကြမ်းမမာတဲ့အချိန်တွေကိုသူတို့ကအခွင့်ကောင်းယူပြီးတော့ဒါဝင်ဖို့အသည့်နေထားနဲ့စောင့်နေတာဖြစ်တယ်။ဒါကြောင့်မလို့ပေါ့နော်။ဟိုဝင်ပုတ်ကတ်တာမျိုးတွေမဖြစ်တာတဲ့။အကျွန်တော်ကြားမှုရတဲ့လောက်ပေါ့နော်။ဒီအောက်လဲပညာရက်တွေမှာဆိုရလို့ရှိရင်နှစ်မျိုးရှိတယ်။အဲတချို့ဒီအောက်လဲပညာကြတော့ ကိုကိုတိုင်ဝင်ရောက်ပုကက်ပြီးကမှအဲပုကက်လာတဲ့ဝင်းကြီးခိုင်းစေတဲ့အတိုင်းကိုမှသူတို့လောက်ကန်ဆောင်ရွက်တာရှိသလိုအဲတချို့ပညာရက်တွေကြတော့လေသူတို့ကမွေးမြူထားတဲ့အဲနော်ဒီနနာဘွားဝင်းကြီးလောကသားတွေကိုပြန်လှည့်ပြီးတော့ခိုင်းစေတာပေါ့နော်ဘလူးကိုဘလူးလောက်လိုက်ပါဆိုတော့သူတို့အစီရင်နဲ့ခိုင်းစေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုနှံမျိုးရှိတယ်အဲအခုဒီဖြစ်ရက်မှာလည်းအဖွားတို့မိသားစုအားလုံးကအဲ တမျိုးလုံးတစ်ရွှေလုံးမျိုးလို့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တို့မိသားစုအားလုံးကတယောက်စီတိုင်းတယောက်စီတိုင်းမှာကတော်ပွဲတွေကိုစီကိုစီနဲ့တို့ရှိကြတယ်ဒီပညာရက်တွေကိုတင်ယူထားတာရှိတယ်ပေါ့နော်ဒီမင်းမှာလည်းအဲကတော်ပွဲရှိတယ်အဖွားရဲ့မြေးမှာလည်းတို့ပညာရက်တွေကိုလက်ခံယူထားတယ်ကတော်ပွဲတွေရှိတယ်ဒါကြောင့်အဖွားရဲ့အိမ်ပါပေါ့နော်ကတော်ပွဲတွေနဲ့ရရုပ်တွေနဲ့အများကြီးဖြစ်နေတာပေါ့နော်မြန်မာပြည်ကကတော်ပွဲကတော့အုံပွဲငပြောပွဲပေါ့နော်တိုင်းထိုင်းက အငပြောကတော်ပွဲတွေကြတော့အခုမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်အုံသီးတွေငပြောသီးတွေတော့မပါဘူးပေါ့နော်နည်းနည်းလေးတော့ကွဲလွဲတယ်ပေါ့နော်အခုမြင်တွေ့နေရတာကတော့အိမ်သုံးလုံးပေါ့နော်တန်းနေတဲ့အနေအထားမှာရှိတယ်။ရတ္တိယာကတော့အဖွားရဲ့နေတဲ့အိမ်ရဲ့အဖွားရဲ့သားရဲ့သမီးရဲ့အိမ်ကြီးပေါ့နော်အဲတိမ်ပြီးတိမ်ပေါ့ဗလားလိုင်လံစာပွေစစ်စစ်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်အခုအလုံးမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်အိမ်ကြီးတားမှာဆိုလို့ရှိရင်နေရုပ်တွေကတော့နေရာတိုင်းမှာအစုံအလင်ကိုတွေ့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကနတ်ကတော်မျိုးမျိုးလေးဖြစ်တဲ့အခါကြတော့ပေါ့နော် အများကြီးတဲ့ရုပ်တွေကိုတွေ့ရတယ်အတိုက်ဆက်ဆိုင်ပေါ့နော်မော်ဘလာတို့ရောက်လာတဲ့အခါမှာအဖားကိုဟိုဝင်ပုကတ်လာမျိုးတွေဖြစ်လာတယ်အဖားကိုဝင်ပုကတ်ပြီးတော့ပေါ့နော်အသားစိမ်းငါးစိမ်းနေတောက်စားတယ်ဒါနဲ့မော်ဘလာရဲ့ဇနီးဖြစ်တဲ့သူကမေးတယ်ပေါ့နော်အခုအဖားချင်မှာဝင်ရောက်ပုကတ်နေတဲ့သူကဘယ်သူလဲလို့မေးတဲ့အခါကျတော့အဖားချင်မှာအဖားကတစ်ချိန်ကပေါ့နော်ဒီအောက်လဲပညာနဲ့သူများတွေကိုပြူစားပြုလုပ်ခဲ့တဲ့အခါမှာပါဝင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ဘုန်းကြီးဖြစ်တယ်ဆိုပြီးတော့ပြန်ဖြေတယ် ဖုန်းကြီးဖြစ်ပြီးတော့ဘာဖြစ်လို့ပေါ့နော်မကျွတ်မလွတ်ဖြစ်နေတာလဲလို့မပလနိုင်မှာမေးတော့ငါကားတဲ့ဖုန်းကြီးအစ်စစ်မဟုတ်ဘူးတဲ့ သင်ငန်းပဲဝတ်ထားတာပေါ့နော်ဖုန်ကြီးအစ်စ်မဟုတ်ဘူးဆိုပြီးတော့ပြောတဲ့အဲထိုင်းမှာကဒီအော်လန်ဖုန်ကြီးတွေရှိတယ်ပေါ့နော်သင်ငန်းအယောင်ပြဝတ်ပြီးတော့အော်လန်ပညာရက်တွေနဲ့ဒါစေကုသပေးနေတဲ့ဖုန်ကြီးတွေတော်တော်များများရှိတယ်အခုအဖွားမှလည်းဝင်ရောက်ပုတ်ကတ်နေတဲ့ကတစ်ချိန်ကအဖွားသူ့ရဲ့ဒီအော်လန်ပညာရက်တွေမှာအာဘောနော်ကုညီဆောင်ရွက်ပေးခဲ့တယ်အဖွားကိုသင်ကြားပေးခဲ့တယ်လမ်းဆရာအဖိုးကြီးပေါ့နော်ပြန်ပြီးတော့ပုတ်ကတ်နေတာဖြစ်တယ်ပေါ့နော်အဖွားပါအဖွားကပေါ့နော်အဖွားကြီးမှာပုတ်ကတ်နေတဲ့ဝင်ညာဘာတောင်းဆိုတယ်ဆိုသူ့သားစိန်ငါးစိန်အဲကျွေးမဲ့ဆိုလို့ရှိရင် နဲ့ကိုချက်ချင်းအဝကြီးမှာပူကက်နေတာကနေထွက်သွားမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဒါနဲ့မော်ဘလာဇနီးပါဝင်အားလုံးကအာပေါ့နော်အဖွားစီမှာပူကက်နေတဲ့ဝိညာဉ်ရေမကောင်းဆိုးပါဘူးပေါ့နော်အသားစိမ်းငါးစိမ်းတွေကျွေးတယ်ကိုမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်အသားစိမ်းငါးစိမ်းတွေကိုစားပစ်လိုက်တယ်စားပစ်သွားတဲ့အခါကျတော့မော်ဘလာမိမှာမေးတယ်ပေါ့နော်ဆဆွာအဖွားပြောခဲ့တဲ့စကားလေးအဖွားစားတာတွေကိုအဖွားတိလာမေးတော့အဖွားဘာမှမသိဘူးတဲ့သူအဲ့လိုမျိုးပြန်ပြောတယ်ပေါ့နော်ထွက်သွားတဲ့အခါကျတော့အဲ့လိုမျိုးတွေလည်းကြုံတွေ့ရတယ်ပေါ့နော်တတိုင်းဆက်ဆိုင်မော်ဘလာလို့ရောက်လာတဲ့အချိန်မှာပဲမော်ဘလာကတော့ တဲ့အိမ်မှာရှိနေတဲ့နတ်ရုပ်တွေအားလုံးလည်းဟိုဘယ်တော့မှပြစွန့်ပြရမယ်တဲ့ကျွန်တော်ကတော့အားလုံးကိုဗောနောထုချေပြစ်တင်တာလည်းအားလုံးထုချေပြစ်မယ်တဲ့ဒါတော့သူ့ရဲ့လုံနီးလုံရန်အတိုင်းပဲဗောနောမော်ဘလာအဲ့လိုမျိုးကတော့ဘွဲတွေနတ်ရုပ်တွေပူဇော်ပါတာတွေတွေ့ပြီဆိုရင်သူမကြိုက်ဘူးအားလုံးကိုမီချိုးတင်တာမီချိုးပြစ်တယ်ဖြက်စီပြစ်တာတွေဖြက်စီပြစ်တယ်ဗောနောထူထောင်းပြစ်တာမျိုးတွေလောက်တယ်ဗောနောအခုလည်းအဲ့ဒီအတိုင်းပဲလောက်တယ်ပြီးတော့မော်ဘလာကအဲဝင်မွေးရောက်ပုတ်ကတ်နေတဲ့အဖွားဝော ဝင်ပူကပ်ဖို့အသင်းစောင့်နေတယ်ပေါ့နော် အဖွားရဲ့မြေးနဲ့အဖွားရဲ့သားကိုတပြိုင်တည်းထဲမှာဗလာကအစီအစဉ်နေလောက်ကန်ဆောင်ရွက်ပေးပြီးတော့ထုတ်ပေးတယ်ပေါ့နော်အဖွားရဲ့မြေးနဲ့အဖွားရဲ့သားပြည့်တဲ့မင်းပါလေဘာကြောင့်ပူကပ်မှုတွေရှိနေလဲဆိုတော့သူတို့ကလည်းအဖွားစီကပြန်ရက်တွေကိုကတော့ပွဲတွေနဲ့လက်ဆင့်ကန်ယူထားတဲ့သူတွေဖြစ်တယ်သူတို့တစ်မျိုးလုံးတစ်ရွှေလုံးလုံးလို့ပေါ့နော်ဒီပြန်ရက်တွေကိုလက်ဆင့်ကန်ယူထားတာသူတို့ဖြစ်တယ်သူတို့ဟို အဲမျိုးရိုးအစင်လာထုံလန်းစင်လာတခုလိုလောက်ဖြစ်နေပြီပေါ့နော်အဲ့ဒီပညာရက်တွေလက်စင်ကန်တာကအเจ้าမလို့ဒီ၃ရောက်စလုံးကိုမော်ဘလာကတပြိုင်တည်းတည်းအစီအရင်နေနဲ့လောက်ကန်ဆောင်ရွက်ပေးပြီးတော့ထုတ်ပေးတာပဲဖြစ်တယ်ပေါ့နော်အိမ်မပူဇော်ပတ်သက်တာတွေအားလုံးကိုလည်းအချိုးဖြတ်တင်တာတွေကိုအားလုံးချိုးဖြတ်ဖြတ်စီးပြလိုက်တယ်ပေါ့နော်အမော်ဘလာပြောတာပေါ့နော်ဒီပညာရက်တွေကိုတဲ့အားလုံးသူဖယ်ချပလိုက်ပြီပေါ့နော် အဖားရဲ့သားတွေမြေတွေမှာလည်းဒီပြန်ရက်တွေမရှိတော့ဘူးဆက်လက်ပြီးတော့လည်းဒီပြန်ရက်တွေကိုသင်ယူဖို့လေ့လာဖို့စူးစမ်းပါနေတဲ့เนาะလူကြောက်အောင်နက်ကတော်လို့သုံးတာအမေကတော့အောက်လဲပြန်ရက်တွေကိုတက်မြောက်ထားတယ်မိသားစုလိုပဲပြောမှာပေါ့เนาะဟိုမော်ပလာကတော့သူ့လုံကြီးလဝံအတိုင်းအစီရင်တိုင်းပဲအဖားလိုမိသားစုကိုတိတိကျကျအဲလှုပ်ပေးလိုက်တယ်ပေါ့เนาะလှုပ်ပေးပြီးွားတဲ့အခါကျတော့မော်ပလာရဲ့တင်ဆက်မှုအစီအစဉ်ကလည်းပြီးဆုံးသွားပြီပေါ့เนาะဟုတ်ကဲ့ပါအဲကျွန်တော်ဒီညတင်ဆက်မှုလေးကလည်းဒီညနဲ့ပြီးဆုံးသွားပြီအဆုံးထိအောင်နားသိခံစားကြည့်ရှုပေးကြတဲ့ချစ်ချစ်သူတွေအားလုံးကိုလည်းကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာအဲကျွန်တော်နေ့လည်းကဗီဒီယိုပုတ်တင်ထားတာအလုံးတွေ့ကြလားမသိဘူးပေါ့နော်လောဘ channel မှာနေတဲ့ထိုင်းမျိုးသားတယောက်ကမွေးစေဝါအလုံးကျုံသုံးပြီးတော့ short ဖြစ်ပြီးတော့တေဆုံးသွားတယ်ပေါ့နော်တေဆုံးပြီးတော့ရက်တော့ကြာပြီးအပုံနဲ့နေရာကမှာလမ်းသွားလမ်းလာလေအာ သတိထားပြီးတော့အိမ်ထဲကိုကြည့်ကြမှာတည်ဆုံနေတာကိုတွေ့တယ်ပေါ့နော်အဲ့ဒီအမျိုးသားကြီးနေခဲ့တဲ့အိမ်ကိုကျွန်တော်ညဘက်သွားရောက်ရိုက်ကူးဖို့ရှိတယ်ပေါ့နော်ညဘက်သွားရောက်ရိုက်ကူးတဲ့အခါကြာရင်လည်းအားလုံးကိုကျွန်တော်ဟိုသတိထပ်ပြီးတော့ပေးပါမယ်အဲဒီရက်ပိုင်းအတွင်းကြတော့ကျွန်တော်ကိုလိုက်ပို့တဲ့ညီလေးပေါ့နော်သူကလည်းဒီပရာလောကကြီးကိုလေးလာစူးစမ်းရတာဝါသနာပါတယ်တဲ့အဲသူအားတဲ့ညကြလို့ရှိရင်ကျွန်တော်လည်းအတူတူ အဲ့ရောသွားရောက်ပြီးတော့ရိုက်ကူးဖို့ဟိုလုံးမယ်ပေါ့နော်အခုသူကဒီရပိုင်းအတွင်းရောဘာချစ်နေရတဲ့အခါကျသူလည်းမအားသေးဘူးသူအားတဲ့ညဆိုလို့ရှိရင်ကျွန်တော်လည်းကျွန်တော်ရဲ့ပေးသက်တဲ့အားလုံးသတိပေးပြီးတော့ကိုယ်တိုင်သွားရောက်ပြီးတော့ရိုက်ကူးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခါကြရင်လည်းအလုံးပဲအားပေးကြပါလို့ပြောကြရင်လည်းဒီညအစစ်စစ်လေးကိုလည်းဒီညရည်ရနာလိုက်ပါတယ်အားလုံးပဲအသက်စီကျန်းမာစစ်ချမ်းသာပြီးတော့လုံရင်ဆန္ဒလေးပြေဝကြပါစေဗျာ